အခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်တွေမြို့ရဲ့လူဦးရေစင်းကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနမှမကြမီကောက်ယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့ရဲ့လူဦးရေစင်းကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကမကြမီအချိန်အတွင်းမှာပထမဦးဆုံးအကြိမ်ဖြစ်ကောက်ယူမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုကောက်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးဧပြီလ19ရက်နေ့ကစစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့တမရယုံဝင်ကြီးဦးတင်နိုင်သိန်း ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝင်လွင်တို့ပါဝင်တဲ့စစ်တွေမျိုးမိမျိုးဖ16ဦးတို့တွေ့ဆုံပွဲမှာဝန်ကြီးများကပြောကြားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့စစ်တွေမျိုးမိမျိုးဖဦးတန်းထွန်းကလူဝင်မှုကြီးကြပ်ရေးဒုတိယဝန်ကြီးကမကြခင်အချိန်တွင်စစ်တွေမျိုးအတွင်းမှာလူဦးရေစင်းကောက်ယူမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။အဲဒီအတွက်လာဝကအင်အားကိုလည်းထပ်မံတိုးချဲ့ထားပြီးတမရောရဲတပ်ဖွဲ့အင်အားအပြည့်အဝယူပြီးတော့မကြခင်မှာလူဦးရေစင်းကောက်မယ်လို့ပြောကြားခဲ့ကြောင်းဦးတန်းထွန်းကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါအပြင် အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာစစ်တွေမျိုးမိမျိုးဖများကတင်ပြတယ်။ဘင်္ဂါလီလူမျိုးများနဲ့ရေရှည်မှာအတူရှင်တွဲနေထိုင်မှုမဖြစ်နိုင်ကြောင်းတင်ပြချက်ပေါ်မှာလည်းမိမိတို့အနေနဲ့ကိုချင်းစာနားလဲပါကြောင်းဝင်ကြီးတွေကပြန်လည်ပြောကြားခဲ့ပါတယ်။1982ခုနှစ်နိုင်ငံသားဥပဒေရစီစစ်ပြီးနိုင်ငံသားဖြစ်ခွင့်ရှိသူကိုနိုင်ငံသားသတ်မှတ်ပေးမယ့်ကိစ္စကိုလည်းစစ်တွေမျိုးမိမျိုးဖများကလက်ခံကြပေမယ့်တာဝန်ရှိသူများက နိုင်ငံသားမဖြစ်တဲ့သူတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးတစုံတရာပြောကြားမှုမရှိတာကြောင့်ရခိုင်ပြည်သူများအနေနဲ့စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပြိပခါဖြစ်စဉ်တွေအပြီးမှာပေါတောမြို့နယ်နဲ့မင်းပြမြို့နယ်တွေမှာလာဝကကနေလူရည်အစင်းများကောက်ယူမှုပြုလုပ်ခဲ့ပြီးဘင်္ဂါလီရိုဟင်ဂျာအတုံးလုံးနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေပေါ်ပေါက်ခဲ့တယ်လို့စစ်တွေဘက်ကလာတဲ့သတင်းတွေအရသိရပါရဲ့ရှင်။